ဘီဘာအိုနဲ့ကစားရမယ့်ယူရိုပါလိစီမီဖိုင်နယ်ပွဲမှတ်တမ်းကအသင်းဖော်ရီကိုသတိပေးစကားဆိုသွားတဲ့ဘရူနိုမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့တနင်္ဂနွေနေ့ညကဘုတ်မောင်းနဲ့တရေကြခဲ့တဲ့ပွဲစဉ်ကအမားတွေကိုသင်ခန်းစာယူပြီးတော့ဒီတစ်ပတ်ကြားရမှာကစားသွားမယ့်ဘယ်ဘာအိုအသင်းနဲ့ယူရိုပါလိစီမီဖိုင်နယ်ပထမအကြော့ပွဲစဉ်မှာပို့ပြီးတော့စိတ်အားပြင်းပြန်စွာနဲ့ကစားရမယ်လို့မန်ယူအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကအသင်းပေါ်ကစားသမားတွေကိုပြောဆိုသတိပေးလာပါတယ်။ မန်ယူအသင်းကပရီးမီးယားလိမှာနှစ်ပွဲဆက်တိုက်ပြန်မဲ့အသင်းထက်အခွင့်အရေးဖန်တီးမှုများပြီးတော့မှ အနိုင်မရခဲ့တာကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဝူအသင်းရဲ့ပွဲစဉ်မှာတော့ကမန်ယူအသင်းကဂိုးမရှိတဲ့ဂိုးနဲ့ရှုံးနေခဲ့ပြီးတော့ဘုံမောင်းတဲ့ပွဲမှာတော့တစ်ဖက်ကတကိုးစီနဲ့တရေရလက်တာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဘုံမောင်းဘက်ကပွဲကစားချိန်23မိနစ်မှာတည်းကစီမန်ညိုရဲ့တွင်ကိုနဲ့ဥဆောင်နိုင်ခဲ့တာဖြစ်ပြီးတော့မန်ယူအသင်းဘက်ကခြေပါကိုပြန်ရဖို့တော်တော်လေးကိုခံယူလိုက်ရတာဖြစ်ပါတယ်။ မိနစ်90လောက်အရောက်မှာဘိုးမောက်ဘက်ကတအူးရော့သွားခဲ့ပေမဲ့မန်ယူအသင်းကချီပါဂိုးကိုနာဂျီအချိန်ပို6မိနစ်ရောက်တော့မှ ဟော်လန်ကသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းတော်အခုလို Europa League Premier League ဒီလိုမျိုးတွေမှာဇက်တိုက်ကိုပဲရလက်တွေဆိုးဝါနေတာဖြစ်ပါတယ်။အခုလို Premier League မှာရလက်ဆိုးတွေဇက်တိုက်ထွက်ပေါ်နေတာက Europa League ကိုအာရုံစိုက်ချင်တာအကြောင်းလို့စင်ကြေပေးစရာရှိပေမဲ့ Europa League မှာသာအခုပုံစံအတိုင်းဆက်ပြီးတော့သွားကစားမယ်ဆိုရင်တော့ Final တော်မရောက်လိုက်ပဲ semi အဆင့်နဲ့သာလှည့်ပြန်လာမှာဖြစ်ပါတယ်။အဲဒီခါကျရင်မန်ယူအသင်းက နောက်ရာသီမှာဥရောပဝင်ခွင့်လုံးဝမရရှိတော့ပဲအတင်းအတွက်လက်နာမှုတွေအများကြီးရှိလာနိုင်ပါတယ်။အဲဒီအတွက် Vivao နဲ့ Spain မှာကစားသွားရမယ့်ပွဲဟာမန်ယူအတင်းအတွက်ဒီရာသီအရေးကြီးဆုံးပွဲဖြစ်နေပါတယ်။အဲဒီအတွက်ကြောင့်မလို့ Bruno ကဘုံမောက်တဲ့ပွဲစဉ်ကခြေစွမ်းကယူရိုပါလိကစားဖို့ဘလို့မှအဆင်မပြေပဲသူတို့အနေနဲ့ဘလို့မျိုးပြင်ဆင်သွားတဲ့လဲဆိုတာကိုပြောပြသွားပါတယ်။နတင်းစလုံးကတအူးချင်းအတွေ့တွေမှာအရန်ကောင်းတဲ့အရန်မြန်တဲ့တာမန်ကစားသမားတွေကိုပိုင်ဆိုင်ထားပြီးတော့ အရန်ကြမ်းကြမ်းတမ်းတမ်းရှိကြပါတယ်အခုတော့ Athletic အသင်းက ဘာလို့သွားမလဲဆိုတာကိုကျွန်တော်တို့တွေစူးစမ်းပြီးတော့အာယုံဆိုင်ဖို့အချိန်ရသွားပါပြီ။ဒါပေမဲ့ကျွန်တော်တို့တွေဘက်ကတော့ဘာလို့သွားမလဲဆိုတာကိုအာယုံဆိုင်သွားရပါမယ်။ဘုံဘောင်းနဲ့ပွဲမှာမရှုံးခဲ့တာကအရန်အရေးပါပါတယ်ပရီးမီယာလိမှာကျွန်တော်တို့ရဲ့ပုံစံကအကောင်းဆုံးမှရှိမနေပါဘူးအရင် အထွတ်တစ်ခုခုတော့ကျွန်တော်တို့ရမှဖြစ်ပါမယ်အဲ့ဒါကကျွန်တော်တို့လိုချင်ခဲ့တဲ့ရလည်းမဟုတ်ပါဘူးဒါပေမဲ့တစ်ခုခုရဖို့အတွက်ကျွန်တော်တို့တွေအနေငယ်ပို့ပြီးတော့စူးစမ်းခဲ့ရပါတယ်အနည်းဆုံးတကူတော့သွင်းနိုင်အောင်ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်တကူထက်ပိုသွင်းနိ ိုင်ဖို့လုံလောက်တဲ့အခွင့်အရေးတွေတော့ကျွန်တော်တို့အများကြီးဖန်တီးထားခဲ့ပြီးသားပါဒါပေမဲ့ကျွန်တော်တို့စီမလုံလောက်ခဲ့ကြပါဘူးဘလုံးရဖို့အတွက်ခန်းစစ်ကစားသမားတွေတဲ့ကျွန်တော်တို့တွေကပို့ပြီးတော့စိတ်အားတက်နေမှရပါမယ်ဘလုံးကိုကအရင်အူးဆုံးရဖို့ဆိုရင် training မှာလုံးသမားအားလုံးကိုအာရုံစိုက်ထားဖို့လိုအပ်ပါတယ် အဲ့ဒါကအခုချိန်ကစပြီးတော့ကျွန်တော်တို့လုပ်သွားရမယ့်အရာပါပဲတကယ်ဆိုရင်အရင်ကတည်းကအဲ့ဒါကိုကျွန်တော်တို့လုပ်ခဲ့တင်တာပါကျွန်တော်တို့အနေနဲ့အဲ့ဒါကို trainer မှာလုပ်နေရုံနဲ့လည်းမပြီးသေးပါဘူးပွဲထဲမှာလည်းလုပ်ပြနိုင်ဖို့လိုပါတယ်တခါတရံမှာအခွင့်အရေးတစ်ချိန်လောက်ပဲရပါမယ်တကူသွေးနိုင်တာရှိတယ်လို့တခါတလေကျတော့လေအခွင့်အရေး10ချိန်15ချိန်လောက်ရတာကြောင့်တကူမှမသွေးနိုင်တာလည်းရှိပါတယ်ကျွန်တော်တို့မှာရှိနေတဲ့အသင်းနဲ့အတူ go area ထဲမှာကစားသမားတွေပိုရှိနေဖို့ပြိုင်ဘက်အသင်းအတွက်အန္တရာယ်ရှိရာတွေဖန်တီးနိုင်ဖို့ ဂိုးပေါက်ထဲမှာပို့ပြီးတော့တော်တော်လတ်လတ်ရှိဖို့နဲ့ဂိုးပေါက်ပြင်ပတ်မှာလည်းအခွင့်အရေးတွေကိုရဖို့အတွက်ပို့ပြီးတော့တတိရှိဖို့လိုအပ်ပါတယ်ဆိုပြီးတော့ဘရူနိုကပြောဆိုသွားခဲ့ပါတယ်။အကယ်လို့သာမန်ယူအသင်းအနေနဲ့ယူရိုပါလိဖလားရခဲ့မယ်ဆိုရင် နောက်ရာသီချန်ပီယံလိဝင်ဝင်ရရုံနဲ့တင်မကြပါဘူး။ဒီရာသီပရီးမီးယားလိမှာဆိုးရွားတဲ့မက်တန်ကိုလည်းအနေငယ်ဖာထေးပြီးဖြစ်တယ်လို့ဖြစ်မှာဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။